ီမှာတို့ရချိုးကကြတော့ဘာလုတ်ကိုလုတ်တာတော့ဆိုတော့ဒီကိုတားကက်ထားမဲ့ volume level ကိုတက်မှတ်တာပေါ့နော်ကိုတားကက်ထားမဲ့ volume level ကဘလောက်တော့ပေါ့နော် minus 10ကိုထားမှာလား minus 10ကိုထားမယ်ဆိုရင် minus 10ထက် volume level ကျောလာခဲ့မယ်ဆိုရင် minus 10ထက်ကျောလာခဲ့ minus 10ထက် volume level ကျောလာပြီဆိုရင် compressor စပြီးတော့မှအလုတ်လုံးမှာ ratio ကကြတော့ဘယ်လိုပုံစံမျိုးလုံးဆိုတော့ ratio ကကြတော့ဒီ sonar တော့တားကက်ထားထားတဲ့ သူတို့ချိုးက minus 10ထက်ကျောလာခဲ့တဲ့ volume level တွေကိုဘလောက်ရာခိုင်နှုန်းအပြင်ကျွန်တော်တို့ compress လုပ်မှာတော့ပေါ့နော်သူကကြတော့ဒီရာခိုင်နှုန်းနဲ့သွားတာပေါ့နော်ဒီ2 ratio 1ဆိုရင်ဒါကျွန်တော်တို့နှစ်ပုံပုံလိုက်တယ်တပုံပဲ output ထုတ်ပေးမယ်4 ratio 1ဆိုရင်ဟမ်ဖော်ရီချိုဖော်ဖော်ရီချို1ဆိုရင်၄ပုံပုံလိုက်တယ်တပုံပဲအောက်ပွက်ထုတ်ပေးမယ်အဲ့လိုပုံစံမျိုးနဲ့ तू က ratio ကသွားတာ ဒါပြီးတော့မှအသက်ကကြတော့ဘယ်လိုပုံစံမျိုးတော့ဆိုအသက်ကကြတော့ကျွန်တော်တို့ဒီသူရချိုးထက်ကြောလာခဲ့တဲ့ volume level ကိုကျွန်တော်တို့မြန်မြန် compress လုပ်မှာလားဖြည်းဖြည်း compress လုပ်မှာလားဒီမှာဆိုရင်သူက millisecond နဲ့တတ်မှတ်တာပေါ့နော်အ millisecond နဲ့တတ်မှတ်တာမှာသူကဒီ10 millisecond မှာစစပြီးမဟုတ်ဘူးသူက10 millisecond ကိုရောက်တာနဲ့သူက compress အပြည့်ဖြီမှာပေါ့အဲ့လိုပုံစံမျိုးနဲ့သူက compress လုပ်မှာလား release ကကြတော့ ဘလီကကြတော့ဆောင်းနာတော့ complex လုပ်တဲ့ဟာကို recover လုပ်မှာမြန်မြန် recover လုပ်မှာလားဖြည်းဖြည်း recover လုပ်မှာလားဒီပုံစံနဲ့ပြမယ်ဆိုရင်ဒီမှာဒီလိုမျိုးပဲဒီ minor တန်းထက်ကြောလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီကောင်ကအတက်ပဲထားပါတော့ဒါအတန် short ချပြင်မှာလေသူကအတက်ကကြတော့အတန် short ချပြင်မှာဒီမှာမြန်မြန်ဒီလိုမျိုးမြန်မြန်ကြီး short ချမှာလားဒါမှမဟုတ်ဖြည်းဖြည်းချင်း short ချမှာလားအလိုမျိုးတတ်မှတ်တာ release release ကကြတော့ဒီကောင်ဒီကောင်ပေါ့နော် recover အတန်ပေါ့ဆောင်းနာတော့ပုံမှန်အတန်ကိုပြန်ရောက်ဖို့ ျွန်တော်တို့မြ мян လုံးပါလားဖြည်းဖြည်းလုံးပါလားမြ мян ဆိုရင်ဒီလိုမျိုးပေါ့နော်ဖြည်းဖြည်းဆိုရင်ဒီလိုမျိုးပေါ့နဲဖြည်းဖြည်းချင်း recovery လုံးပါလားအဲ့လိုမျိုးတတ်မှတ်တာအတူတူက delay မဟုတ်ဘူး10 millisecond စမှဒီ compressor ကိုစပြီးတော့မှအလုံးလုံးပါအဲအဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘူးသူက threshold ကိုကြော်ခဲ့တဲ့ compressor ကတော့လုံးနေတာဒါပေမဲ့10 millisecond ကြာတာကြာရင်ဒီမှာဒီလိုမျိုးပေါ့နော်ဒီအပြည့်ပေါ့ compress အပြည့်အလုံးလုံးတဲ့ပုံစံမျိုးပေါ့နီးကကြတော့အမှန်တမ်းပြောရရင်ဒီသူကဒီ compress လောက်တာကျွန်တော်တို့က straight line slope ပေါ့နော်ဒီ straight line slope နဲ့သွားတာဒါပေမဲ့နီးရကြတော့ဘယ်လိုပြောမလဲဆိုတော့ cup လုတ်ပေးထားပါပေါ့နော်သူ့ကိုနည်းနည်းလေးဟိုပြည်ပြည့်ပြည့်ပြည့်ဖြစ်အောင်ပေါ့နော်ဒီကောင်က vocal တို့ bass တို့မှာကြတော့အဆင်ပြေတယ်ဒါပေမဲ့ kit တို့ snare တို့အဲ့လိုမျိုး pick ကိုဦးစားပေးတဲ့ဟာတွေကိုကြတော့သူကမသုံးတာကောင်းတယ်ပေါ့နော် make up gain ကကြတော့အမှန်တမ်းပြောရရင်သူက compressor မှာအလွယ်ကူဆုံး clip ပေါ့နော် ဒီသူကအတန်အတိုးချဲ့လောက်တာကွန်ပရက်ဆာကတော့ကွန်ပရက်အတန်တအားကျေတာအတန်ဖိတာပဲရှိတာဒီမိတ်ကပ်ဂိမ်းပါလို့တာအတန်တအားကျေတာကိုဟောအတန်တအားတိုးတာကိုအတန်ပြန်ချဲ့ပေးတယ်ဆိုတာမျိုးပေါ့နော်ဆောနာတော့ကွန်ပရက်ဖိလိုက်တယ်ဒီလောက်မှရှိနေတာဒါကိုကွန်ပရက်ဖိလိုက်တော့ဒါလောက်လောက်ရောက်သွားပါပေါ့နော်ဆောနာတော့ပင်ကိုမူလာအတန်ရောက်အောင်ဆိုရင်ဒီမှာအတန်တိုးလိုက်တယ်ဆိုရင်ဒီမှာအတန်တိုးတဲ့ဟာတွေအတန်ကျဲလာတာပေါ့နော်အဲ့ဒါကြောင့်အတန်ကျေတာကိုအတန်တိုးအောင်လုပ်တယ်အတန်တိုးတာကိုလည်းအတန်ကျေအောင်ပြန်လုပ်ပေးတယ်ဆိုပြီးတော့မှကွန်ပရက်ဆာအလုပ်ဖြစ်လာတာပေါ့နော် ဒီမှာဆိုရင်အော်တိုခင်းရကြတော့ဒီတော်တော်များများဒီလိုမျိုးလောက်တာပေါ့နော်မှန်တမ်းပြောရင် तू ကဒီ compress fee လေးလို့အတန်ဖြစ်လာတဲ့ဟာကို तू ကအော်တို तू ကလင်းနဲ့ तू အတန်အတို့ချက်လုံးမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါကိုမကြိုက်ဘူးကိုကိုတိုင်းတက်မှတ်ထားတဲ့အတန် volume ကိုပဲကြိုက်တာမို့ကြောင့်တော်တော်များများကိုတော့ off လုပ်ထားမှာပေါ့အခုကျွန်တော်တို့အသက်တွေ release တွေ ratio တွေနေတွေ makeup gain တွေကိုကျွန်တော်တို့တိပြီဆိုရင်ကျွန်တော်တို့ ဒီ तू อ่ะဘယ်လိုအလုံးလုံးတလဲပေါ့နော် wave form တွေကိုသူတို့ဘယ်လိုပုံစံအပြောင်းလဲလုပ်လဲဆိုတာကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်ဒါကိုကိုတိုင်းလဲသွားကြည့်လို့ရတယ်ဒီမှာဆိုရင် compressor visualizer ပေါ့နော်အဒီမှာသွားကြည့်လိုက်လို့ရတယ်ဒီမှာဆိုရင် तू อ่ะအသက်တွေ really တွေရဲ့အလုံးလုံးပုံအကုန်ပြောပြမှာပထမဆုံးကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင် ratio နဲ့ threshold ကိုအရင်ဆုံးကြည့်ကြည့်မယ် threshold ကကြတော့ဆောနာကျွန်တော်ပြောသလိုပဲကိုသားကထားမဲ့ volume level target ထားမဲ့ volume level ကကျွန်တော်တို့ကဒီ peak ကိုထားမှလားဒီ value ကိုထားမှလားဆိုပြီးတော့မှကျွန်တော်တို့ကသတ်မှတ်မှာဒီကျွန်တော်တို့ကဒီ peak ကိုထားတယ်ဆိုရင်ဒီမှာကြည့်လိုက်ဒါဆိုရင်ဒီ peak နဲ့ peak ကိုထားမှလားဒါမှမဟုတ် peak ကို value ရောနှစ်ခုလုံးကို target ထားမှလားအဲ့လိုမျိုးထားတာပေါ့နော် ratio ကကြတော့ ratio ကကြတော့ကျွန်တော်တို့ဒီ target volume level ထက်ကျောလာခဲ့တဲ့ဟာကိုကျွန်တော်တို့က compress ဘလောက်ရခိုင်တော့ ਨੇ ဖိမှာတော့ပေါ့နော်ဒီမှာဆိုရင် ဝိုင်ရီချို1ဆိုရင်ကျွန်တော်တို့ကွန်ပရက်မဖီဘူးပေါ့နော်ဒီမှာဆိုရင်2ရီချို1ဆိုရင်ကျွန်တော်တို့ဒီကောင်နှစ်ပုံပုံလေးနှစ်ပုံပုံလေးတပုံပဲကျွန်တော်တို့အောက်ပွတ်ထုတ်ပေးမှလို့ပြောလို့တာဒီမှာဆိုကြည့်လိုက်တဝက်ပဲရှိရနော်ဒါဆိုရင်နောက်တစ်ခုက ratio 3 ratio 1ဆိုရင်ကျွန်တော်တို့ target volume level တက်ကြောလာခဲ့တဲ့ volume level ကိုတုံးပုံပုံလိုက်တယ်တပုံပဲကျွန်တော်တို့ output ထုတ်ပေးမှာအဲအတော်ကြီးကိုဖိလိုက်တာပေါ့နော်အတော်ကြီးကို compress ဖိလိုက်တာပေါ့ wave form နေ ရီချိုများရင်များသလိုဝေ့စ်ဖောင်ပြောင်းလဲမှုတွေပိုးပြီးတော့မှများတယ်အဲ့ဒီတော့ရီချိုနည်းနည်းပဲသုံးတာမျိုးအကောင်းတယ်ပေါ့နော်ဟိုဒီမှာဆိုရင်ဖောရီချိုထဲပိုးပြီးတော့မှတုံးရင်တိတ်မကောင်းလာဘူးလို့ထင်တာပေါ့နော်ဒီမှာဆိုရင်ဖောရီချိုဆိုရင်ဒီမှာကြည့်ကြည့်လေဝေ့ဖောင်အသားကြီးကိုပြောင်းထားတာဒါကျွန်တော်တို့ဆွမ်းနာတော့ volume level ကိုရဖို့ဆိုပြီးတော့မှကျွန်တော်တို့ volume level ကိုပြင်ကြည့်မယ်ဆိုရင်တော့ဝေ့ဖောင်ပင်ဂိုမူလာဝေ့ဖောင်မရှိတော့ဘူးညာတည်မလားအဲ့လိုမျိုးဖြစ်သွားမှာနောက်ပြီးတော့မှ ဒီ ratio ကလည်း volume ရဲ့ပြောင်းလဲတယ်လို့အသက်နဲ့ rally ကကြတော့ပို့ပြီးတော့မှအဓိကကျတယ်ဒီကောင်ကိုအသက်နဲ့ rally ကို chain မှာပေါ့နော်ဒါဆိုရင်ကျွန်တော်ရိုးရှင်းဆုံးပြောမယ်ဆိုရင်ဒီမှာအသက်ကိုကျတော့အသက်ကို first attack ဆိုရင်ဒီမှာကြည့်ကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော် wave form ပုံမှန်အတိုင်းမထားလိုက်မယ် first attack ဆိုရင်ဒီမှာ peak တွေကိုရှော့ချတာတကယ်လို့ slow attack ဆိုရင်ဘယ်လိုဖြစ်လာမှာလဲဆိုကြည့်ကြည့်လိုက် peak တွေကို compress တိတ်မလုပ်တဲ့ပုံစံမျိုးပေါ့နော် ပစ်ကိုသူကထွက်သွားခွင့်ပေးလိုက်တာပေါ့နော်တကယ်လို့ first attack ဆိုရင်ပစ်ကို compress လုပ်လိုက်မယ် slow attack ဆိုရင်ပစ်ကို compress လုပ်တော့လုပ်တယ်ဒါပေမဲ့တအားကြီးမလုပ်ဘူးပေါ့နော်နောက်က value ကိုပဲလုတ်သွားမဲ့ပုံစံမျိုးမှတ်မှတ်ကြည့်လိုက်ပေါ့နော် release ကကြတော့ဘယ်လိုပုံစံမျိုးလုံးဆိုတော့ release ကကြတော့ဒီမှာ first release ဆိုရင်ဒီလိုမျိုးစုံပို့ရှင်းတယ် first release ဆိုမြင်လား သူ့ရဲ့ thread ချိုးတဲ့ကြော်လဲဟာကိုကျွန်တော်တို့က compress လုပ်လိုက်တယ် compress လုပ်ပြီးပြီးချင်းတခါတည်းသူကဒီနောက်ထပ် compress မလုပ်တော့ဘူး slow release ကကြတော့ဘလိုပုံစံမျိုးဆို waveform အကုန်လုံးကို compress လုပ်ပေးတဲ့ပုံစံမျိုးပေါ့နော်ဖြည်းဖြည်းချင်းအတန်တက်သွားတာဆိုတော့ pingo မူလ volume volume shape ကိုရှိနေမှာပဲလေတိမလား first release ကကြတော့မြင်လား pingo မူလ waveform မရှိတော့ပြောင်းသွားတာကြည့်လိုက်ဒီမှာဆိုအပြာလိုက်ရလုံးဝ ဒီကောင် sonar တော့က volume level ရအောင်ကျွန်တော်တို့မြင့်ကြည့်လိုက်မယ်ဆိုရင်ဒီမှာ waveform ရဲ့ sonar တော့က waveform နဲ့အခု waveform နဲ့တခြားစီဖြစ်သွားပါဘောเนาะအဲ့တော့ release ကိုဖြည်းဖြည်းချင်းလုပ်မယ်ဆိုရင်မြင်လား sonar waveform အတိုင်းအုံမှာဒီကျွန်တော်တို့ကရရှိတယ် compress လုပ်လိုက်တယ်ဒီမှာဆိုမြင်လား peak လေးတွေ compress လုပ်လိုက်တယ်ဒါပေမဲ့ sonar waveform လည်းမပြောင်းလဲဘူးဒါပေမဲ့ဒီ peak လေးတွေဒါကျွန်တော်တို့ဟို waveform မပြောင်းလဲခြင်းမူဒါပေမဲ့ limiter မှာဟိုကျွန်တော်တို့က minus 1ထက်ကျော်လာရင် YouTube တွေပါတရား ဖြတ်ချပြတာလေအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကပီကတီကိုလျှော့ချမယ်ဆိုရင်ဒီလိုမျိုး wave form လည်းမပြောင်းလဲခြင်းမှုအတန်အောင်ကြိုက်နေပြီအဲ့မဲ့ dynamic တွေကတအားများနေတဲ့ပုံစံမျိုးပြနေတဲ့မျိုးဆိုရင်ကျွန်တော်တို့က slow really နဲ့လောပါပေါ့နင်တာငိုရလားအော်ရလားအော်ဆောနာတော့ reach မှာဆိုရင်ကျွန်တော်တို့က compress ဘလောက်ရခိုင်နှုန်းနဲ့ဖိရတော့ကျွန်တော်တို့ပို့ပြီးတော့မှတိကျင်တယ်ဆိုရင် hey ရီချိုကကြတော့ဒီကျွန်တော်တို့စောနာပြောခဲ့လို့ဘလောက်ရခိုင်တော့ ਨੇ ဖိမာတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က4ရီချို1 2ရီချို1ဒီကျွန်တော်တို့ဘလောက်ဖိရယ်ဆိုတော့ကျွန်တော်တို့တိတိကျကျပို့ပြီးတော့မှတည်ကျင်တယ်ဆိုရင်ဒီလိုမျိုးလုပ်ကြည့်လို့ရတယ်ရီချို2ရီချို1 ਨੇ ကျွန်တော်တို့ complex ဖိလိုက်တယ်ပဲထားဒီမှာဆိုရင်အဲ့ဒါကို1 by 2အနေနဲ့ပြန်ယူလိုက်မယ်ဒါပြီးရင်1နဲ့ကနေမှ1 by 2ကိုနှုတ်တယ်ဆိုရင်ဒီမှာဆိုရင်2 by 2ဖြစ်မှာပေါ့နော်2 by 2တဲ့ကနေ1 by 2ကိုနှုတ်တော့1 by 2ပဲရတယ်ဒါဆိုရင်ရခိုင်တော့ပြန်ဖွဲ့လိုက်မယ်ဆိုရင် complex ကဘလောက်ဖိမအောင်ဆိုတော့50%ဖြစ်မှာ ယ်တကယ်လို့ four ratio one နဲ့ဆိုရင်ဘယ်လောက်ဖြစ်မှာတုံးဆိုတော့ four ratio one ကို one by four နဲ့ယူမှာပေါ့နော်ဒါပြီးရင် one နဲ့ကနေမှာ one by four နှုတ်မယ်ဆိုရင် three by four ရတယ်ဒါဆိုရင်ကျွန်တော်တို့ရာခိုင်နှုန်းပြန်ဖွဲ့မယ်ဆိုရင်85ရာခိုင်နှုန်းအထိဖြစ်တယ်ပေါ့နော်ဒီဒါဆိုရင် eight ratio one ဆိုရင်ဘယ်လောက်ရာခိုင်နှုန်းဖြစ်မှာတုံးဆိုတော့1 by 8ထားလိုက်မယ်1နဲ့ကနေမှ1 by 8ကိုနှုတ်မှာဒီမှာဆိုရင်8 by 8ဖြစ်မှာပေါ့နော်1 by 1 1 8 by 8ဖြစ်မှာပေါ့အဲ့ဒါဆိုရင်7 by 8ရတယ် ဒါဆိုရင်ရာခိုင်နှုန်းပြန်မှန်မှာဆိုရင်88ရာခိုင်နှုန်းဒီ compress fee မှာဒီရာကဘာလဲ ratio number များလေလေ PR များလေလေ waveform ရဲ့ပုံစံပြောင်းလေလေအဲ့ဒီတော့ ratio ကိုဒါကြီးအများကြီးမလုံးနဲ့ပေါ့နော်ဒါကျွန်တော်အနေနဲ့ကျွန်တော်သိမလုံးဘူးပေါ့ကျွန်တော်တို့ရှေ့မှာပြောခဲ့တယ်ကျွန်တော်တို့လူချင်းတဲ့ဂိုရလက်တွေရှိတယ်ဗျာဂိုရလက်တွေက2 base line ဖြစ်အောင်ကျွန်တော်တို့2 base line ဖြစ်အောင်ကျွန်တော်တို့လူချင်းတဲ့ 2 NS ဖြစ်အောင်လိုချင်တယ်2 glue ဖြစ်အောင်လိုချင်တယ်ဒါပြီးတော့မှ2 fish ကျွန်တော်တို့ပြင်ဆင်တဲ့ဆောင်းတော့က heron တွေမရှိတဲ့ဟာတွေကိုကျွန်တော်တို့ heron ဖြစ်အောင်လိုချင်တယ်အဲ့လိုမျိုးတွေအတွက်ကျွန်တော်တို့ကအဲကျွန်တော်တို့ကိုရလက်လိုချင်တာတွေရှိတယ်အဲ့ဒီကိုရလက်တွေကိုရအောင်ကျွန်တော်တို့ကဘယ်လိုလုပ်ရမှာတော့ဘောနော်ကျွန်တော်တို့ဘယ်လို style နေနဲ့လုပ်မှာဆိုတော့ဒီမှာဆိုရင် two bill လက်ဖြစ်အောင်ဆိုရင် consistent consistent style နဲ့ကျွန်တော်တို့လုပ်ကြမယ်ဒီမှာဆိုရင် that ဆိုရင်ဒါ punchy style တို့ thickness တိုင်းတို့ဒါကျွန်တော်တို့ depth အနေနဲ့ကျွန်တော်တို့အတုံးပြူတာပေါ့နော် balance ဖြစ်အောင်ကျွန်တော်တို့လုံးကြမယ်ဆိုရင် consistent sign အနေနဲ့အတုံးပြူကြမယ် 2nh ကျွန်တော်တို့အတန်ပို့ပြီးတော့မှကောက်အောင်နည်းနည်းပို့ပြီးတော့မှကောက်အောင်ဆိုရင် punchy style တွေတုံးမယ် thickness style တွေအတုံးပြူမယ် groovy style တွေအတုံးပြူကြမယ် to glue ဆိုရင် consistent နေတုံးမယ် depth father and ဒီလိုမျိုးပေါ့နော် groovy style တွေအတုံးပြူကြမယ်ဆိုရင်ဒါဆိုရင် style တွေရောကျွန်တော်တို့ဒီ style တွေရအောင်ဘယ်လိုလုပ်မလဲပေါ့ဒီမှာဆိုရင် chest တစ်ခုရှိတယ်ဒါကျွန်တော်တို့ဒါတခြားကနေတကယ် ကိုဆရာကြားတဲ့တကယ်ကိုဒီ compressor တွေဘာတွေကိုတိတိကျကျရှင်းပြတဲ့ဟာနေကျွန်တော် reference ယူပြီးတော့မှပြန်ပြောတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အတုံးပြမဲ့ဒီမှာဒါဆိုရင် style ကို၄မျိုးရှိတယ်ကျွန်တော်တို့တကယ်အတုံးပြမှာဒီအစင်းရောင်တွေကိုအဓိကအတုံးပြမှာဒီကောင်ကအနေတရားကြတော့ဘယ်လိုပြောမလဲဒီကောင်ကိုအတုံးပြလို့မှားပြီးမှအတုံးပြလို့ဖြစ်လာတတ်တဲ့အတန်တွေကိုကျွန်တော်တို့ပြန်ပြထားတာဒီမှာဆိုရင်ဒါကျွန်တော်တို့အတုံးပြမဲ့ဟာ consistent compression ရှိမယ် thickness time compression ရှိမယ် punchy time compression ရှိမယ် groovy style compression ဆိုပြီးတော့မှ၄မျိုးရှိမယ် consistent compression style ပေါ့နော်ဒါထောက်ကြည့်မယ်ဒါမူလတန်ဒါကျွန်တော်က consistent compression ပါအလုံးလောက်တာလဲကိုပြမဆိုရင်နောက်ဆုံးစနေတန်เนี่ยပို့ပြီးတော့มาအတန်ကျဲနေရကျွန်တော်ပုံမှန်ထက်ကြည့်အောင်လုပ်ထားတာဗောနော်ဒါဆိုရင် consistent compression ကျွေးလိုက်ခါကြတော့ဘယ်လိုဖြစ်လာလဲဆိုတာကြည့်ကြည့်မယ် အကုန်လုံးက volume level တွေညီးသွားတယ်လို့ပိုခံစားရတယ်။ပြန်နှားထောင်ကြည့်မယ်နော်မပါတဲ့။ဒါတက် consistent compression ကျွေးပြီးတဲ့ဟာပေါ့။ဒါ consistent compression ရဲ့အလုပ်လုပ်တဲ့ပုံစံပေါ့နော်။ဒါဆိုရင် thickness sign compression နားထောင်ကြည့်မယ်။ဒါကကြတော့မလောရသေးတာပေါ့နော်။

ဒါကတော့ thickness and compression ပေါ့နော်ဒါ benches and compression ပေါ့နော်ဒါ compression မလောက်ရသေးတဲ့ပုံစံပေါ့နော်ဒါ benches and compression ကျွန်တော်တို့ compressor တွေကြွေးထားပါသူကဆောနာတော့က thickness ဆိုင်တဲ့သူက ဆန့်ကျင်ဘက်ပဲသူက run down တွေကိုမကြ run down တွေကိုပို့ပြီးတော့မှမကြအောင်လုပ်လိုက်တယ် run down တွေကိုဖျောက်ပေးလိုက်တယ်ဒါပြီးတော့မှဒီရိုက်ချက်တွေကိုပို့ပြီးတော့မှပြင်အောင်လုပ်လိုက်တယ်အဲ့လိုပုံစံမျိုးပေါ့နော်မဆန်ပြန်နှားထောင်ကြည့်မယ်နော်ဒါကွန်ပရက်ရှင်ပါလားဟွန်းဒါပေါ့နော် groovy sound compression ကြတော့တားကြီး ဟိုသူက movement လုပ်ပြရပေါ့နော်ဒီတချင်းရဲ့အနေမြင့်အတက်ကြဆွမ်းနာတော့ဘေးလန့်နေတအားလှုပ်ထားရင်ဒီတချင်းတန်နည်းနည်း movement မရှိတော့ဘူးပေါ့ဘလိုပုံစံမျိုးဆိုတော့ဒီနားနားထောင်တဲ့သူပို့ပြီးတော့မှ groovy ဖြစ်အောင်ပေါ့နော်ဒီအင်းခံစားလို့ကောင်းလာအောင်သူက movement လေးအတက်ကြလေး movement လုပ်ပေးတဲ့ပုံစံမျိုးပေါ့ဒါဆိုရင် groovy sign compression မပါခင်ပေါ့နော်ဒါက ါအခု free sound compression လောက်ထားတာပါအမပါတာပေါ့နော်ဒါပါတာပေါ့နော်သူကဒီတချင်းရဲ့ shape ကိုနည်းနည်းလေး movement လေးလုပ်ပေးတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုး ါဆိုရင်ကျွန်တော်ပြောခဲ့တဲ့ consistent compression နဲ့ thickness sign compression နဲ့ punchy sign compression နဲ့ groovy sign compression နဲ့ရအောင်ဘယ်လိုလုပ်မလဲပေါ့နော်ဒီမှာဆိုရင်ဒါဒီ grad ကကြတော့ဒီ grad ကကြတော့ပြပေးထားတာပေါ့နော်ဒီ consistent compression ရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ high thrush ဟိုးသုံးပြရမယ်ဒီမှာဆိုရင် slow release သုံးပြရမယ် fast attack slow release high thrush နဲ့အသုံးပြရမှာပေါ့ဒါဆိုရင်ကျွန်တော်တို့ ူပြောတဲ့အတိုင်းလှုပ်ကြည့်မယ်ပေါ့မဆွေအဲကျွန်တော်တို့အရင်ဆုံးမိချိုအများကြီးလောက်ကြည့်လိုက်မယ်။သူကဘယ်လိုပြောတာတုန်းဆိုတော့ high threshold high threshold ဆိုပြီးမှ threshold ကိုအများကြီးလောက်ရမယ်လို့ပြောလို့ရမှာမဟုတ်ဘူး။သူက peak ကို peak ကို threshold level ထားရမယ်တဲ့ ိုဒီအမြင်ပိုင်းကိုပဲထားရမယ်ပေါ့နော်ဒါပြင်အသက်ကကြတော့ fast တဲ့အသက်ကကြတော့မြန်မြန်လောက်ရမယ် release ကကြတော့ slow release ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဆွမ်းနာတော့ဟိုဟာဖြစ်တဲ့ဟာကိုလောက်ကြည့်မယ်ပေါ့နော်ဒီ high threshold လောက်ကြည့်မယ်ဒီမှာဆိုရင် threshold ကကျွန်တော်တို့က belly ကိုနည်းနည်းလောက်တော့ပါမယ်ပေါ့နော်ထားပါတော့ဒါဆိုရင်အမှန်တမ်းပြောရင် peak ကိုပဲအားထားမှာဒါပေမဲ့ belly ကိုတကယ် compressor မှာဆိုရင် pick လေးရင်တိတ်နားမထောင်တတ်ဘူးပေါ့နော်ထားပါတော့ belly ကိုပါသွားတယ်ပဲထားဒီလိုမျိုးပေါ့နော်အဓိကတော့ pick ကိုပဲထားမှာပေါ့နော် ဒါဆိုရင် to a first step ဆိုတော့အတက်ကိုဒါ first step ပဲလေ slow release လုပ်မှာပေါ့နော် to a first step slow release အဲဒါဆိုရင်ဒီမှာကြည့်လိုက် first step slow slow release ပင်ကိုမူလာအတိုင်းကိုတော့တိတ်မပြောင်းလဲဘူးဒါဆိုရင်ကျွန်တော်တို့ ratio ကိုပြန်ပြီးတော့မှနှိမ့်မှာပေါ့နော်ဒါကျွန်တော်ကျွန်တော်ဆွမ်းနာပြောတော့ ratio အများကြီးလဲကျွန်တော်တို့မတုံဘူးပေါ့ဒါဆိုရင်ဆွမ်းနာအတန် volume level ရအောင်လုပ်ကြည့်မယ်ဆိုရင်ဒီမှာ make up gain ကိုမြင့်မှာပေါ့အဲဒါဆိုရင်ကြည့်ကြည့်လိုက်ဘာပြောင်းလဲသွားတာတုံးပေါ့ ကျွန်တော်တို့အဲကွန်ပရက်ဆာဘာလို့မှာဆိုတော့ dynamic rate တွေကိုထိန်းချုပ်ပါအတန်နှိမ့်နေတာကိုမြင့်ပေးမယ်အတန်မြင့်နေတာကိုလည်းနှိမ့်ပေးမယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးကြည့်ကြည့်လိုက်ဒီမှာဆိုရင် peak ကကြာတော့ဒီမှာအပြားကြာတော့ဖြစ်ကျွန်တော်တို့ compress လုပ်လေလို့ပြောင်းလဲလာတာပေါ့နော်ဒီမှာကြည့်ကြည့်လိုက်ဒီအစိမ်းလေးဟာဒီ peak နည်းနည်းကို short ချပေးလိုက်တယ်ဒီမှာကြည့်ကြည့်လိုက်ဒီက peak ကကြာတော့နည်းနည်းလေးမြင့်သွားတယ်ဒါဆိုရင်ဒီအစိမ်းနဲ့ဒီအစိမ်းနဲ့ကွာခြားချက်နဲ့ကွာခြားချက်ဟာ ဒီအပြာနဲ့ဒီအပြာနဲ့ကွာခြားချက်ထက်ပို့ပြီးတော့မများတယ် dynamic range 1 dB လောက်ရောက်သွားတယ်ပဲထားအဲ့လိုမျိုးပေါ့နော်သူကဒါကကြတော့ consistent compression ပေါ့နော် thickness and compression ကဘယ်လိုလုပ်ရမှာတော့ဆိုတော့ဒီမှာကြည့်ကြည့်လိုက် high threshold fast adapt fast release သူက high threshold ဆိုတာကကြတော့ peak ကိုပဲထား peak ကိုပဲထားရမယ်အသက်ကဟို threshold ပါပေါ့နော်အသက်ကကြတော့ fast step လောက်ရမယ် release ကလည်း first release လောက်အောင်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီဒီမှာပြောင်းလဲတဲ့ဟာကိုလုပ်ကြည့်လိုက်မယ်နောက် reach ကိုအများကြီးပဲပြန်ထားကြည့်မယ်ပေါ့နော်ไฮโดรเจนเนาะไฮโดรเจนဆိုတော့အဲဒီလောက်လောက်လိုက်မယ်ဒါပြီးရင်ไฮโดรเจนပြီးတော့သူကဘာပြောအောင်ဆိုတော့ first step first release ဒါဆိုရင် attack ကလည်း first release ကလည်း first အဲဒါဆိုရင်ကျွန်တော်တို့ဒီကောင် ထားပါတော့ဒီကောင်3လောက်ကျွန်တော်တို့ compass လုတ်လိုက်မယ်ဆိုရင်ဒါကြီးတောင်မတိတာအောင်เนาะဒါဆိုရင်ကျွန်တော်တို့စောနာပင်ကိုမူလာရအောင်ဒါကျွန်တော်တို့မြင့်ကြည့်လိုက်မယ်ပေါ့ဒါဆိုရင်ကြည့်ကြည့်လိုက်ဒီမှာဆိုရင်ဒီကောင်ဆိုရင်နှိမ့်သွားတာလည်းအများကြီးပဲဒီမှာဆိုလည်းနည်းနည်းလေးအကုန်လုံးပါဒီအတန်ဘော်လုံးဘယ်လီတွေရောပိုးပြီးတော့မှမြင့်လာမြင့်လာတဲ့ပုံစံမျိုးခံစားရတယ်ဒီအတန်တွေကညီးသွားတာပေါ့နော်သူကအဲ့ဒါကြောင့်ပိုးပြီးတော့မှစောနာတော့မှဆိုရင်ဒီ room တန်တွေပိုးပြီးတော့မှကြားကြားလာတာပေါ့နော် သူကမြန်မြန်ဆန်ဆန်ပိုးဖြစ်လာတာပေါ့ဒါဆိုရင်အတန်ဘောလူးလဲကျဲလာတယ်သူကပီကိုလဲရှော့ချပေးတယ် thickness and compression အဲ့လိုအလုံးလောက်တာဒါဆိုရင်ကျွန်တော်တို့ပန်းချီဆိုင် compression လောက်ကြည့်မယ်ပန်းချီဆိုင် compression ကကြတော့ဘယ်လိုမျိုးလုပ်ဆိုတော့ low throat ချို slow death slow release ဒါဆိုရင် low throat ချို slow death slow release low throat ချို့ဆိုတာကျွန်တော် throat ချို့နည်းနည်းလေးလောက်ရမယ်လို့ပြောတော့မှာ throat ချို့ကိုကျွန်တော်တို့က ဒီ pick go belly ရောကိုကျွန်တော်တို့လောရမယ်လို့ပြောလို့တာသူကဒါ compress လုပ်တဲ့ okay ဒါဆိုရင်ကျွန်တော်တို့ compress လုပ်ကြည့်မယ်ပေါ့နော်သူပြောတဲ့ low threat show အဲ threat show ကို belly ထိသူကရအောင်လုပ်မှာရပြီထားလိုက်တော့အဲဟုတ်ပြီဒါဆိုရင် low threat show slow the slow release အတက်ကို slow အတက်လောက်ရမယ်အဲ slow အတက်လောက်လိုက်ပြီဒီမှာဆိုမြင်လား p တွေက ထွက်တော့ခွင့်ပေးလိုက်တဲ့ပုံစံမျိုး slow release ဆိုတော့ဒီမှာကြည့်ကြည့်လိုက်အဲဒါဆိုရင်စောင်းနာပင်ကိုမူလအတန်ရအောင်ကျွန်တော်တို့ဒီကောင် make up game နဲ့ပြန်မြင့်မယ်ဒါဆိုရင်ကြည့်ကြည့်လိုက်လုံးဝ pick တွေကထိုးထွက်သွားတာအတန်ပိုးပြီးတော့မှဒီ listener ရဲ့ရှေ့နားထောင်တဲ့သူရဲ့ရှေ့ကိုရောက်လာတာပေါ့နော်အဲအကြောင်း kit disney တွေပိုးပြီးတော့မှအတန်ကိုရှေ့ကိုရောက်ချင်တာမျိုးဆိုရင်ဒီ punchy style compression ကိုအသုံးပြုရမယ်ဆိုပြီးတော့မှဖြစ်လာတာဒါဆိုရင် pick ကတော့နည်းနည်းတော့ကြောက်ရတယ် pick data အများရင်ဒီကျွန်တော်တို့ limiter မှာ နည်းနည်းလေးနည်းနည်းလေးဟိုဟာဖြစ်တယ်ပေါ့နော်အဲမာဆိုရင်ကြည့်ကြည့်လေလုံးဝကိုဒီ pick တရားကြီးလာတာပေါ့နော်နောက်ထပ်ကျွန်တော်တို့ groovy sound compression ကျွန်တော်တို့ပြန်ကြည့်ကြည့်မယ်ဒီမှာဆိုရင် groovy sound compression ကဘယ်လိုပုံစံမျိုးလုံးဆိုတော့ လိုသရက်ချိုသရက်ချိုကိုပီကောဘယ်လီရောလောက်ရမယ်ဒါပြင် fast release slow death slow death fast release အဲခါစင်ကျွန်တော်တို့ဒီကောင်မဆန့်ကြည့်မယ်ပေါ့နော်လိုသရက်ချိုဆိုသရက်ချိုကိုနှိမ့်ရမယ်ပေါ့နော်သရက်ချိုကိုဘယ်လီရောပီကောကိုလောက်ရမယ်ဒါဆိုရင် slow death အတက်ကကျတော့ slow death ပဲလုပ်မယ်တဲ့ဒါပြင် fast release release ကကျတော့အမြန်မြန်လောက်ရမယ်တဲ့ဒါဆိုရင်ဘယ်လိုပုံစံမျိုးဖြစ်လာတော့ဆိုတော့အဲဒီမှာဒီကောင်ကိုပုံမှန်2လောက်ပဲထားလိုက်မယ်ဆိုရင် ဒါဆိုရင်စောနာတော့ပင်ကိုမူလအတန်ရအောင်ကျွန်တော်တို့လုပ်ကြည့်လိုက်မယ်။ဒါဆိုရင်ပင်ကိုမူလအတန်ရရလာတယ်ပဲထားပါတော့နော်။ဒီမှာဆိုရင် peak ကတော့နည်းနည်းလေးတက်လာတယ်။ဒါပေမဲ့မပြောစလောက်လေးပေါ့နော်။ဒီမှာဆိုရင်ကြည့်လိုက်။ဒီဟာကိုရိုက်ချက်ကိုမရောက်ခင်သူအတန်ကိုနည်းနည်းလေး short ပေးလိုက်တဲ့ပုံစံမျိုး။အမှန်တမ်းပြောရင်ဒီကောင်က movement တစ်ခုလုပ်ပေးလိုက်တာ။ဒီမှာဆိုရင်အတန်ပုံမှန်ထက်မြင့်သွားတဲ့ပုံစံမျိုး။နည်းနည်းလေးဒီဟို groovy ပေါ့နော်ဒီ ြာထိုးလိုက်တယ်လို့ပေါ့ကြာထိုးလိုက်ကြာချောင်းချောင်းထိုးလိုက်တယ်လို့ပေါ့ဒီကျွန်တော်တို့ဒီတခြား instrument တစ်ခုဝင်လာတဲ့ပုံစံမျိုးနည်းနည်း movement တစ်ခုပေးတဲ့ပုံစံမျိုးသူကအဲ့လိုမျိုးလုပ်တာဒီအတန်ဒီ pick ကတော့နည်းနည်းလေးတက်လာတယ်အဲ့လိုမျိုးသူကကြတော့တချင်ဟိုတာကြီးပြင်းစရာကောင်းနေတဲ့ပုံစံမျိုးမဖြစ်အောင်လုပ်တာပေါ့နော်